်မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အမေရိကန်ဤဘာမာတင်စစ်စင်ရေးစာပြီးဘာမာတင်ဟုဆိုကအသစ်ဖွဲ့စည်းလာသောမြန်မာရှိငွေလိမ်ကိုင်းတိုက်ဖြတ်ရေးအဖွဲ့ Scan Center Strike Force SCFFD မြန်မာနိုင်ငံအတွင်းရှိအစိုးရအဖွဲ့များ၏လုပ်ငန်းများကိုအခြားဌာနများနှင့်ပူးပေါင်းပြီးစတင်အရေးယူဆောင်ရွက်နေပြီဟုအမေရိကန်တရားရေးဝန်ကြီးဌာနမှထုတ်ဖော်ပြောဆိုလိုက်ပြီးဖြစ်ပါသည် မြန်မာနိုင်ငံအတွင်းရှိငွေလိမ်ကိုင်းများကိုတိုက်ဖြတ်ရန် FBI အေဂျင့်များထိုင်းနိုင်ငံသို့စတင်ရောက်ရှိလာနေပြီဖြစ်သည်ဟုဝါရှင်တန်ရှိကိုလံဘီယာခရိုင်ရှိနေုံမှကြေညာချက်ထုတ်ပြန်ပါတယ်။ Farmer Tin ကိုဦးဆောင်တဲ့အဆိုပါရှိနေုံအကြီးအကဲဂျီနင်းပီရိုမှဦးဆောင်မိဖြစ်ပြီးတရားရေးဝန်ကြီးဌာန၏ယာဇဝတ်မှုများဆိုင်ရာလုပ်ငန်းရုံးကွင် FBI နှင့် Secret Service မှအေဂျင့်များပါဝင်လာပါတယ်။ အဆိုပါတိုက်ခိုက်ရေးအဖွဲ့သည်ထိတ်တန့်လှိမ်လည်မှုစင်တာများကိုပိတ်ဆို့အရေးယူခြင်း၊တင်စီခြင်းနှင့်ပုံကိုများအားရာဇဝတ်ကြောင်းအရာတရားစွဲဆိုခြင်းတို့ဖြင့်အမေရိကန်ခြေကံအဆောက်အုံများကိုလိမ်လည်သူများတုံဆွဲနေမှုအားကာကွယ်ရန်နှင့်အများပြည်သူများအားပညာပေးခြင်းနှင့်နစ်နာခြေပေးခြင်းတို့ဖြင့်ရင်းလိမ်လည်ခံရသည့်အမေရိကန်များကိုထောက်ပံ့ကာကွယ်ရန်အတွက်အစိုးရတွင် ရှိသည့်ရရှိနိုင်သောကိရိယာအလုံးကိုအသုံးပြုသွားမည်ဖြစ်သည်ဟုကြေညာချက်ကဆိုပါသည် ပြည်တော်မှဘာမာတင် SCSF ဖွဲ့စည်းခဲ့မှုနှင့်ဆက်လင်၍ပြောကြားရတွင်လိန်လံမှုစင်တာများဖြင့်တာမန်အမေရိကန်ပြည်သူများမျိုးရိုးစင်ဆက်စုဆောင်ထားသောကျွဲဝချမ်းသာမှုများတရုတ်ရာဇဝတ်ကိုင်းများ၏အိတ်ကတ်ထဲများသို့လွှဲပြောင်းရောက်ရှိနေသည်။ကျမတို့ရုံအနေဖြင့်နိုင်ငံသားသားတရက်ခန့်များကိုဆွဲချက်တင်ရန်နှင့်၎င်းတို့၏ပိုင်ဆိုင်မှုများကိုသိမ်းဆည်းရန်အခွင့်အာဏာရှိသည်ဟုဆိုသည်။ယခုအခါ SCSF သည်အပြည့်အဝလက်ပတ်လှုပ်ရှားနေပြီဖြစ်သည်ဟုလည်းပြောသွားခဲ့ပါသည်။ SCSF အဖွဲ့ဝင်များသည့်မြန်မာလာအိုနှင့်ကမ္ဘောဒီးယားတွင်လှုပ်ရှားနေကြသောတရုတ်ရာဇဝတ်ခိုင်းများအပြင်အ धिक ပါဝင်နေသည့်ခေါင်းဆောင်များကိုဖော်ထုတ်ရှာဖွေသွားပြီးတရားစွဲဆိုနိုင်ရန်အ धिक ဦးစားပေးလှုပ်ဆောင်နေကြပါသည်။ဘာမတင်သည့်မြဝရီရှိ DKBA ထိန်းချုပ်ထားရာတိုက်ချန်ဌာန၏ဝက်ဘ်ဆိုက်ကိုချုပ်ကိုင်နိုင်လိုက်ပြီးသို့သိရပါသည်။ထို့ပြင်နေရာအ धिक ဖော်ပြထားခြင်းမရှိသည့်မြန်မာနိုင်ငံရှိနောက်ထပ်လိမ်လည်မှုစင်တာတစ်ခုဤဂျိုတူးချိတ်ဆက်များ satellite terminal များကိုတင်စီရအတွက်လည်း ဖန်ဝရံများတောင်းခံလျက်ရှိသည်ဟုဆိုပါတယ်။ဘန်ကောက်တွင်ရောက်ရှိနေသော FBI အေးချမ်းများသည်ထိုင်းအထူးစစ်စင်ရေးတပ်ဖွဲ့နှင့်အတူအထိုင်ချပြီး BGF များအကာအကွယ်ပေးထားသည့် KK ပတ်ရှိစခန်းများကိုတိုက်ဖြတ်သွားမည်ဖြစ်ပါတယ်။ဖေဖော်ဝါရီလအတွင်းကထိုင်းအထူးစုံစမ်းရေးဌာနမှ BGF ကောင်းဆောင်စောချစ်သူအားဖန်ဝရံထုတ်ပေးရန်တရားရေးဌာနသို့လျှောက်ထားခဲ့ပြီးဖြစ်ပါတယ်။အမေရိကန်မှ DGPAR အရေးယူတန်ခတ်ရန်ကြေညာပြီးလျင်ပြီးချင်း စေုပ်စုမှမြောက်ဝတီရှိ၎င်းတို့ပိုင်ကာစီနိုအားလက်နက်ကြီးများဖြင့်ပစ်ခတ်သဖြင့်တပ်ဖွဲ့ဝင်2ဦးသေဆုံးပြီး10ဦးထဏ်ရာရရှိသွားသည်ဟုသိရပါသည်တန်ခတ်ခံရသည့်စရင်တဲ့ပါဝင်နေသည့် DKBA ခေါင်းဆောင်၄ဦးထဲမှတဦးဖြစ်သူစောစိန်ဝင်းမှ၎င်းတို့အဖွဲ့မှခေါင်းဆောင်အချို့အွန်လိုင်းငွေလိမ်ခိုင်းများကိုဥဆောင်လုပ်ကိုင်နေသည်ဟုတွင်ခံလာခဲ့ပါသည်။ယခုအရေးတွင်အမေရိကန်တို့အုံနှင်ချင်းနှင့်ပါဝင်လာခြင်းဖြစ်ပါသည်။ထိုင်းရှိကမ္ဘောဒီးယားလိမ်လည်မှုတိုက်ဖြတ်ရေးမဟာမိတ်များအဖွဲ့၏ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံသား၁၀ဦးလျှင်6ဦးနှုန်းအလိန်ခံခဲ့ရပြီး2024တနှစ်ထဲတွင် စုစုပေါင်းထိုင်းဘတ်ငွေ130ဘီလီယံအလိန်ခံခဲ့ရသည်ဟုသိရပါသည်။စောချစ်သူဤပတ္တနာဖြစ်သူရှီဂျီချန်အောင် ထိုင်းမှတရုတ်သို့လွှဲပြောင်းပေးလိုက်ပြီဖြစ်၍ KK ပတ်နှင့်ပတ်သက်သည့်အရေးပါသောသတင်းချက်လက်များတရုတ်တို့ရရှိတော်မူဖြစ်သည်။အမေရိကန်တီရင်ဒေါ်လာ30ဘီလီယံခန့်ဆုံးရှုံးထား၍၎င်းတို့အစိုးရမှလည်းအရေးယူရန်လှုံ့ဆော်မှဖြစ်တော်မူဟုယူဆလာခြင်းပင်လည်းဖြစ်သည်။ ရှီကြည်ကျန်းသည်ဘီဂျင်းစီသို့စောချစ်သူသည်ဝါရှင်တန်စီသို့ဟူသော မေကွန်းများထွက်ပေါ်လာနေပြီဖြစ်သည်ဆက်လက်ပြီးမြန်မာနိုင်ငံဆိုင်ရာအာဆီယံဥက္ကဋ္ဌအထူးကိုယ်စားလှယ်ဖိလစ်ပိုင်ခန့်အပ်တေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်2026ခုနှစ်အတွက်အာဆီယံဥက္ကဋ္ဌနေရာကိုဖိလစ်ပိုင်လွှဲပြောင်းယူဖို့ပြင်ဆင်နေချိန်မှာနိုင်ငံခြားရေးဝန်ကြီးမာထရီဆာလာဇရိုကိုမြန်မာနိုင်ငံဆိုင်ရာအာဆီယံဥက္ကဋ္ဌအထူးကိုယ်စားလှယ်အဖြစ်ခန့်အပ်လိုက်ပါတယ် နိုင်ငံခြားရေးဝန်ကြီးမာထရီဆာလာဆရိုကိုအဲ့ဒီရာထူးနေရာအတွက်ဖိလစ်ပိုင်သမ္မတဖာတီနန်မာကော့စ်ဂျူနီယာကနိုဝင်ဘာ14ရက်ကခန့်အပ်ခဲ့တာဖြစ်တယ်လို့ဖိလစ်ပိုင်ညူးအေဂျင်စီသတင်းဌာနကဖော်ပြပါတယ်မြန်မာပြည်သူတွေကိုကူညီပေးရေးအားလုံးပါဝင်တဲ့အပြုသဘောဆောင်တဲ့ဆောင်ရွက်မှုမျိုးဝင်ကြီးမာထရီဇာကလှုပ်ပေးနိုင်မယ်လို့မျှော်လင့်ကြောင်းသမ္မတမာကိုစ်ကပြောပါရယ်။အာဆီယံပုံသဘောတူညီချက်၅ရက်နဲ့အတူမြန်မာနိုင်ငံငြိမ်းချမ်းရေးတည်ငြိမ်ရေးနဲ့ပြည်လဲရင်ကြားစစ်ရေး ိမိတို့ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းလည်းသမရမာကို့စ်ကပြောထားပါတယ်။လာမယ့်နှစ်အာဆီယံဥက္ကဋ္ဌဖြစ်လာမယ့်ဖိလစ်ပိုင်နိုင်ငံအနေနဲ့အာဆီယံပုံသဘောတူညီချက်၅ရက်ထက်ကျော်လွန်ပြီးလက်တွေ့ကျတဲ့ဆောင်ရွက်မှုမျိုးပြုလုပ်သင့်တယ်လို့လေးလာသူတွေကပြောထားပါတယ်။မြန်မာစစ်ကောင်ဆောင်တွေကအာဆီယံဘုံသဘောတူညီချက်၅ရက်ကိုအလေးမထားတာနဲ့အကောင့်ထည့်ဖို့မှုမရှိဘဲလူသားချင်းစာနာထောက်ထားရေးအခုညီပေးမှုတွေကိုလည်းကန့်သက်ထိန်ချုပ်နေပါတယ်။၂၀၂၆ခုနှစ်မှာမြန်မာနိုင်ငံကအာဆီယံဥက္ကဋ္ဌနေရာကိုရယူရမှာဖြစ်ပေမဲ့ မြန်မာကူမပေးဘဲဖိလစ်ပိုင်ကလွှဲပြောင်းယူခဲ့တာဖြစ်ပါတယ်။ဖိလစ်ပိုင်ရဲ့အာဆီယံဥက္ကဋ္ဌသက်တမ်းအတွင်းမှာမြန်မာနိုင်ငံဆိုင်ရာအာဆီယံမလေးရှားအထူးကိုယ်စားလှယ်ကိုပဲအရိယာတို့မှဆက်လက်ခံထားဖို့မြန်မာအရက်ဖက်အဖွဲ့အစည်းတွေကတောင်းဆိုခဲ့ကြပါတယ်။အကြံဖတ်တိုက်ခိုက်မှုတွေအဆုံးသတ်ရင်အဖွဲ့အစည်းအားလုံးဆွေးနွေးရင်လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရတဲ့သက်ဆိုင်ရာအစုအဖွဲ့အားလုံးဆေးဆက်ရေးတိုက်တွန်းထားတဲ့အာဆီယံဘုံသဘောတူညီချက်ကို2021ခုနှစ်ဧပြီမှာစစ်ကောင်းဆောင်မင်းအောင်လှိုင်ကသဘောတူခဲ့တာပါ။ ဒါပေမဲ့အာဆီယံအစည်းအဝေးကပြန်လာပြီးနောက်အကောင့်ထည့်ဖို့မှုမရှိတာဒါမှမဟုတ်အကောင့်ထည့်မဖို့နိုင်ဖြစ်နေပါတယ်လူသားချင်းစာနာရေးအကူအညီပေးမှုတွေကိုစစ်တပ်ကထိန်းချုပ်ထားတယ်လို့အယက်သားတွေကိုလေးချောင်းတိုက်ခိုက်မှုတွေလည်းတိုးမြင့်လောက်ဆောင်နေတာဖြစ်ပါတယ်ဆက်လက်ပြီးစစ်ကော်မရှင်ကရွေးကောက်ပွဲဥပဒေဖြင့် KNU ကိုအမှုဖွင့်ပြီးမြောက်ပရိရှိထောက်ခံသူတချို့နဲ့တံပြန်ဝါဒဖြန့်နေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် စစ်ကော်မရှင်က၎င်းတို့ကိုခုခံတော်လှန်နေသည့်ကရင်အမျိုးသားအစည်းအရုံ KNU ကိုရွေးကောက်ပွဲဥပဒေဖြင့်အမှုများဖွင့်ထားပြီးမြဝတီမြို့နယ်မှထောက်ခံသူတချို့ဖြင့်၎င်းတို့၏ရွေးကောက်ပွဲကိုထောက်ခံကြိုးဆိုကြောင်းတံပြန်ဝါရဖြတ်မှုများကိုလှုပ်ဆောင်ပြီးအကြက်တဝင့်ပြောပြလာကြောင်းသိရပါဗျ။စစ်တပ်ကအာဏာသိမ်းပြီးနောက်ပြန်လည်ပြုလုပ်မဲ့ရွေးကောက်ပွဲအထုကိုလက်မခံဘဲကန့်ကွက်တိုက်ဖြတ်ရန်ကြီးညာထားသော KNU ဥက္ကဋ္ဌအဖွဲ့ဝင်ခေါင်းဆောင်များကိုစစ်ကောမရှင်ကအမှုဖွင့်ထားပါဗျ။ မကြသေးမီကလည်း KNU တပ်မဟာတပ်တထုံခရိုင်ဥက္ကဋ္ဌအဖွဲ့ဝင်22ဦးကိုရွေးကောက်ပွဲဥပဒေဖြင့်အမှုဖွင့်ခဲ့ပါတယ်။စစ်ကောမရှင်သည်လာမယ့်ဒီဇင်ဘာ28ရက်တွင်ခရင်ပြည်နယ်ရှိဖအံ၊ရောက်ဝတီနှင့်တန်တောင်ကြီးအပါဝင်နိုင်ငံတဝန်မျိုးနှင့်102မျိုးနယ်၌ရွေးကောက်ပွဲအပိုင်းတစ်ကိုကျင်းပပြုလုပ်သွားရန်စီစဉ်နေပြီး၎င်းအတွက်ပြည်သူအသံဟုဆိုကောင်းထောက်ခံသူများဖြင့်ဝါဒဖြန့်လာခြင်းဖြစ်ပါတယ်။စစ်ကောမရှင်သည်ရွေးကောက်ပွဲကိုလက်မခံကန့်ကွက်သည့် မြောက်ပြည်မြို့နယ်ပြည်သူများအပါအဝင်နိုင်ငံတော်ဝန်ရှိလူငယ်များကိုလည်းရွေးကောက်ပွဲဥပဒေဖြင့်အမှုဖွင့်ဖမ်းဆီးနေသည့်အပြင် KNU အပါအဝင်အချို့သော IHO များကိုမတရားအသိနှင့်အကြမ်းဖက်အဖွဲ့အဖြစ်တမတ်ထုတ်ပြန်ကစီးအရာလဲထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပါသည်စစ်ကော်မရှင်ကကျင်းပမဲ့ရွေးကောက်ပွဲအတူတူ၎င်းတို့၏အာဏာသိမ်းမှုကိုတရားဝင်ဖြစ်စေရန်နှင့်ထွက်ပေါက်ရရှိစေရန်ရည်ရွယ်ပုံဖော်နေသောအတူရောင်ရွေးကောက်ပွဲသာဖြစ်ကြောင်းကုလသမဂ္ဂအာဆီယံနှင့်နိုင်ငံအသီးသီးတို့မှကန့်ကွက်လျက်ရှိပါသည် ဆလပီလေကြောင်းတိုက်ခိုက်မှုကြောင့်လေရက်အတွင်းမတရားနေဆစ်ဆောင်ပြည်သူ30ခန့်တေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။မန္တလေးတိုင်းမတရားမျိုးတွေကဆစ်ပေးဆောင်ပြည်သူတွေလေကြောင်းတိုက်ခိုက်ခံရမှုကြောင့်လေရက်အတွင်းပြည်သူ30ခန့်တေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။မတရားမျိုးတွေအရှိချမ်းနဲ့မျိုးရည်မြောက်ဘက်ကကြေးရွာတွေကိုအင်အား၄000ကျော်သုံးပြီးစစ်တပ်ကထိုးစစ်ဆင်နေတာမို့ဒေသခံတိုင်းနဲ့ချီပြီးစင်ကူးမျိုးနယ်ဘက်ကိုထွက်ပြေးနေကြရတာလို့သိရပါတယ်။ အဲဒီနောက်ဒီလနိုဝင်ဘာအတွင်းမှာစစ်တပ်ကဇက်တိုက်စင်ကူးမြို့နယ်အတွင်းကစစ်ရှောင်းစခန်းတွေကိုလေကြောင်းတိုက်ခိုက်နေတာကြောင့်ပြည်သူတွေစုံမှုတွေဇက်တိုက်ဖြစ်နေတာလို့နေမီကန်တအူကပြောပါရယ်ဒီနေ့မနက်ထိစင်ကူးမြို့နယ်အတွင်းကိုလေကြောင်းတိုက်တဲ့စစ်ရှောင်းတွေကတေမဲနစ်ကိုထိုင်းဆောင်နေရတယ်လို့ပဲလို့ဒေသခံတအူကပြောပါရယ်တရင်ဌာနကရရှိထားတဲ့အချက်လက်တွေအရနိုဝင်ဘာလ9ရက်နဲ့နိုဝင်ဘာလ12ရက်တို့မှာစင်ကူးမြို့နယ်အတွင်းလေချောင်းတိုက်ခိုက်ခံရမှုကြောင့်ကလေးငယ်တွေအပါအဝင်ပြည်သူ့ကိုဦးသေဆုံးခဲ့ပါတယ်။ကြားပြင်ဒီရက်ပိုင်းမှာပဲ လမ်းဘေးမှာတင်ဆစ်ရှောင်နေတဲ့ပြည်သူတအုပ်လည်းအေးအေးမြေသေးဆုံးခဲ့တယ်လို့မရိယာမျိုးနယ်ကကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့ကပြောပါတယ်။မရိယာမျိုးနယ်မှာဆစ်ရှောင်သူတိန့်နှစ်ချီပြီးရှိနေပြီးကျမကြီးဆောင်ရှာမှုအပြင်စားနပ်ရိက္ခာနဲ့အရေးပေါ်အကူအညီများစွာလိုအပ်နေတယ်လို့သိရပါတယ်။